လူကြီးအသက်ရွယ်ကြီးတာနဲ့လူကြီးဖြစ်သလားအသက်ရွယ်ကြီးတိုင်းလူကြီးလားနော်အသက်ငယ်ပြီးတော့လူကြီးမဖြစ်ဘူးလားအဲ့တော့အသက်ကြီးခြင်းအသက်ငယ်ခြင်းအထိကမဟုတ်ဘူးတဲ့လူကြီးဖြစ်ဖို့ရအတွက်ကအရေးချင်းရှိသေးတယ်အဲ့ဒါနဲ့ပတ်သက်ရင်မြတ်စွာဘုရားခွဲခေါ်တာအဘဒမမတရားကောင်းတယ် လူကြီးကိုထေရလို့ခေါ်တယ်ထေရဆိုတာအကျင့်သိက္ခာခိုင်မာသူလို့နေပဲရတယ်ထေရဝါဒစွာရီရဟန္တာငါးရီထဲမှာဆိုရင်ဝါ၂၀ကျော်ရင်ထေရလို့ခေါ်တယ်ဝါဝါ၁၀ဝါကျော်ရင်ထေရဝါ၂၀ကျော်ရင်မဟာထေရထေရဆိုတာထိတာခိုင်မြဲသူကိုကျင့်သိက္ခာနဲ့ပတ်သက်ပြီးခိုင်မာသူကျလို့နေပဲနေရတယ် လူကြီးဆိုတာအသိပညာခိုင်မာသွားရမယ်။နော်ထေရ။အဲ့တော့ညဆောပြားဟောထားတာခင်းနဲ့အမတမ်းမကြိုက်တယ်။နတ္တိနထေရောသောဟောတိယေနတပလိတံတိရော။ခေါင်းပေါ်ကသဘင်ဖြူတာနဲ့လူကြီးမဟုတ်ဘူးတဲ့။အဲ့တော့သဘင်ဖြူတာခုမှမဟုတ်ဘူး။ ရာလက်ထက်ကလည်းဖြူတယ်။တွင်ရတဲ့နေပေါင်း1600ကလည်းဖြူခဲ့တယ်။2600ကလည်းဖြူခဲ့တယ်။ဒီကရာကြည့်ပေါ့နော်။နတ်ဒေနထေရောတော်ဟောဒီယေနတပြိတံသိတော်။ခေါမောဆွေနေဖြူယုံနဲ့လူကြီးမခေါ်နိုင်ဘူးတဲ့။ဆိုလိုတာအသက်ကြီးယုံနဲ့လူကြီးမဟုတ်ဘူးလို့ပြောတာ။ ရိပကောဝယောတတပဏိတံတိရောဆိုရတရရေးနဲ့ပတ်သက်ပြီးပြောမယ်သကလုံးထာတူလေးอ่ะတိရောကြတော့ဩနဲ့ထားပြီးတော့ပဠိတာကြတော့ပဠိတံလို့ထားတယ်လျင်အပြင်ရှင်တာနဲ့ပြောမယ်ဆိုလို့ရှင်ပဠိတံကနှစ်ပုံးလေးเนาะနှစ်ပုံးလေး နဲ့ဘာကြောင့်ထားလဲပတိတော်တိရောလို့ဘာကြောင့်မသုံးသလဲဒါကရမတိကေပွိုင်းလေးကိုပြောပြတာကရမတိကေပွိုင်းအုပ်စုလိုက်ရှိတယ်သူကအဲ့ဒီမှာပလိတံတိရောလို့ဝိသေသနာအထူးပြုတဲ့ပုဂ္ဂိုလ်ကနှစ်ပုံးနဲ့ထားပြီးတော့ဟိုကကြတော့အောနဲ့ထားတယ်ဒါကသူ့ရဲ့ဟို usage ပေါ့ ုံးမုံသုံးနေရပလိတော်တိတော်လို့မသုံးပလိတံတိတော်ပဲသုံးသို့သောနောက်တစ်ပိုက်ကြတော့ပရိပက်ကောဝယောတတဆိုဝယောအောနဲ့ထားတယ်အဲ့ဒီဝယောရဲ့ဝိတေသနာသဘောဖြစ်တဲ့ပရိပက်ကကြတော့ခဏကရမန်တိကေရူရပြောမဲ့ဆိုရင်နှစ်ပုံးလိမ့်ထားအခုဒီမှာပုံးလိမ့်ဖြစ်တယ်ဒါလွယ်မနေတာလည်းဖြစ်နိုင် အဲ့ဘလို့ဘလို့ရှိတဲ့နော်ဆိုပရိပကံဝေယောတတလို့ရှိရသို့တော်လည်းပဲအမှားကြရင် အမှန်ဖြစ်တယ်ဆိုပြောင်းနေတဲ့အခါပရိပကောဝေယောတတပဲဖြစ်နေတယ်ခဏစာအုပ်တွေထဲမှာအဲ့တိုင်းပဲရှိတကယ်အရောထုံတန့်စလာခရမတိကရူရချိလိုက်မယ်ဆိုရင်ပရိပကံဝေယောတတလို့ရှိတဲ့နေပေါ့နော်ဒါဘုသူတ္တပြောပြတာ အဲ့တော့ရေနတ်ပြိတံတိတော်သူခေါင်းပေါ်ကစပင်းနေဟာခေါင်းဟာဖြူခြင်းဖြူနေအဲ့ဒီခေါင်းဖြူုံနဲ့တော့လူကြီးမဖြစ်ဘူးတဲ့ဆိုလိုတာအသက်ကြီးုံနဲ့လူကြီးမဖြစ်ဘူးဒါပြင်လူကြီးမခေါ်ရင်ဘယ်လိုခေါ်မှာတော့ဆိုပြိပက်ကောဝေယောတတသူအရွယ်ကတော့အိုမင်းရင်းရော်ပြီးတော့ရင်းမဲ့နေတဲ့အရွယ်ဖြစ်လို့တဲ့ ခေါ်ခြင်းခေါ်မယ်ဆိုရင်ဘောဂစေနာအတုံးမဝင်နဲ့အဖိုးကြီးလို့ပြောခြင်းပြောတယ်ဘောဂစေနာအချီနီအိုမင်းသွားသူလို့ပဲဆိုရမယ်အကြီးချင်းမဲ့ပြီးတော့အိုမင်းနဲ့သူစေနာဆိုတာလူအိုပေါ့အကြီးချင်းကိမဲ့တဲ့လူအိုလို့ပဲပြောလို့ရတယ်လူကြီးလို့မခေါ်ရဘူးလို့ဆိုလို့တယ်ထေရဆိုတဲ့ခုံမုတ်နဲ့မထိုက်တန်ဘူး အဲ့တော့ရှိတာပေါ့နော်လူထဲမှာလည်းမရင်ကျက်တဲ့လူတွေရှိသေးတာ။အသက်သာချီတယ်။စိတ်နေမချီဘူးဆိုတာ၄ရှိတယ်လေ။အဲ့တော့မြတ်စွာဘုရားကအဲ့ဒီပုဂ္ဂိုလ်မျိုးကမောဃစိတ်နာတယ်။မောဃဆိုတာအနှစ်သာရကင်းမဲ့ပြီးဘာမှမရှိတဲ့စိတ်နာ။ဥမင်းနေတဲ့သူတော့ပဲပြောလို့ရမယ်တဲ့။ ဒါဖြင့်လူကြီးဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးမှာလူကြီးခေါ်ရမလဲဆိုရံမိသစ္ဆင်စဓမ္မောစအာဟိသာတန်မောတဘောလူကြီးဖြစ်ဖို့ဤချင်းနေရပါတော့သစ္စာတရားရှိရမယ်လူတယောက်မှာနော်ခရီးသစ္စာပဲဖြစ်စီသစ္စာလေးပါးကိုသိတာပဲဖြစ်စီသစ္စာလေးပါးဆိုတာတကယ်အစစ်မှန်ကိုသိတာ ခရီးသစ္စာမှန်ကတော့သစ္စာစကားအမှန်ကငို့တာပြောလို့ရှိတယ်လူတယောက်ဟာအမှန်တရားကိုသိတယ်သို့မဟုတ်မှန်တာကိုသာပြောတယ်ဒါတစ်ချက်ဓမ္မောဆိုတာထူးခြားတဲ့အတိညာမြင့်မားတဲ့လောကုတ္တရာတရားတဲ့ အဲ့တော့ဒါတော့ထက်ကရာဖွင့်တာကိုပြောတာထက်ကရာတော့ဟိုသူကတိရဝဲဖွင့်တတ်တယ်ပေါ့အဲ့တော့ထက်ကရာဖွင့်မှတပါပြောမယ်ဆိုလို့ရှိရင်တစ္ဆာဆိုတာမနာကိုသာ ပြောတတ်တဲ့တစ္ဆာခရီးတစ္ဆာရှိတယ်ဓမ္မဆိုတာပညာရှိတယ်နော်နောက်တစ်ခါအဟိတ္တာဆိုတာ ဘသူမှမဒုက္ခမပေးဘူးအလုံးပေါ်မှာမေတ္တာရှိတယ်အကျဉ်းသားရှိတယ်သူကြီးဆိုတာအလုံးပေါ်မှာမေတ္တာထားတယ်အကျဉ်းသားတရားထားတယ်တန်ရမဆိုတာစောင့်စည်းမှုရှိတယ်မစောင့်စည်းလို့ရှိရင်ဟိုစောင့်စည်းတယ်ဆိုတာကိုယ်ကိုလည်းထိန်သိမ်းစောင့်ရှောက်တယ်ကိုကျင့်တရားကောင်းအောင်လည်းထိန်သိမ်းစောင့်ရှောက်တယ် လူကြီးပိတာဓမောဆိုကိုကိုဆုံးမတတ်တယ်ကိုကိုထင်းချုံမှုရှိတယ်လို့ဆိုလို့အဲ့တော့လူကြီးဆိုတာထင်းချုံရတာပဲတံဝရဆိုတဲ့အိန္ဒြေကိုထင်းချုံရဓမ္မလူကြီးဖြစ်တာအဲ့တော့သစ္စာဆိုတဲ့မနာဝဒပြောရတဲ့ခရီးသစ္စာ ဓမ္မလို့ဆိုရဲအသိပညာအဟိတာဆိုရဲမေတ္တာကရုဏာတိုင်မဆိုရဲကုจิตတရားဓမ္မလို့ခေါ်တဲ့ထင်ချုံမှုဓမ္မကဒီနေရာမှာဓာတွေနဲ့မှနဲ့ဓမ္မဆုံးမချင်းဆိုတာကိုယ့်ကိုဆုံးမထင်ချုံထားနိုင်အောင်တဝေဝန္တမလောတိရော ရှင်နဲ့အညစ်အကြေးတွေကိုထွတ်ထုတ်ပြီးသားဖြစ်ရမယ်ဆိုလိုတာကနှလုံးသားတန့်ရှင်းရမယ်လို့ပြောတာလူကြီးဟာတကယ်ကိုကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးနှလုံးသားတန့်ရှင်းစေကြတဲ့လူဖြစ်ရမယ်ဝန္တမလဆိုတဲ့အတိပဲမလဆိုတာစိတ်ရဲ့အညစ်အကြေးတွေကိုဝန္တထွတ်ထုတ်ပြီးသွားပြီအန်ထုတ်လိုက်ပြီးဆိုရှင်နဲ့မှာအပြစ်မှန်နဲ့ကောင်းတာမဟုတ်ဘူး ရှင်ထဲမှာထီအောင်ဖြူစင်တယ်လို့ဆိုလို့အတွင်းစိတ်ကပါဖြူစင်တယ်လို့ပြောတာအဲ့ဒီလိုအရေးချင်းရှိတဲ့ပုဂ္ဂိုလ်မှာထေရောဣတိပါဟုသတိတကယ်လူကြီးလူကောင်းလို့ခေါ်မှာဖြစ်တယ်အဲ့ဒီစံချိန်မိဖို့တော့ကြိုးစားနော်တကြိုးစားဒါတကယ်လူကြီးလူကောင်းစားအဲ့ဒါမှသူတို့ဆိုလိုတယ်အဲ့ဒါမြတ်စွာဘုရားကဓမ္မပဒမှာ ောထားဓမ္မပရကအင်္ဂလိပ်လိုလည်းပြန်ထားတာရှိတယ်ပမာလိုလည်းပြန်ထားတာရှိတယ်ဇက်ွက်ဇက်လန်းကိုမကြည့်ပဲနဲ့တရားအနှစ်သာရလေးကိုဖတ်မယ်ဆိုရင်သိဖို့တတ်နော်ဒါလေးတွေကခုအတွက်တကယ်ခိုက်လိုက်မယ်ကိုကိုမေးလို့ရတယ်ငါလူကြီးဖြစ်ပြလားငါတကယ်လူကြီးလားသို့မဟုတ်အသက်ကြီးတဲ့လူလားအသက်ကြီးတဲ့လူနဲ့လူကြီးနဲ့မတူဘူး တို့ဆိုလို့လည်းပေါ့နော်အဲ့တော့ကိုယ့်ကိုစူးစမ်းဖို့အတွက်လည်းပဲဓမ္မအရေးကြီးတယ်အာကုလောက်တဲ့လူကြီးဖြစ်ဖို့ဆိုတာလည်းဓမ္မအရေးကြီးတယ်လို့အဲ့တော့စစ်တူနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရား